ဆရာတော်ကြီးဥယံကုံတရားလေးအတိုင်းပဲဖြည့်ကြပေါ့ဆရာတော်ကြီးဥယံကုံကသူ့တပည့်ကြီးသူ့ကျောင်းကတောထွက်ကိုတော်ကြီးဆုံးခံပြန်လာတော့ဟေးကိုကိုတော်ကြီးလာသံမင်းသမီးလှပ်ပြသံလှပ်ပြလှပ်ပြရတော့ဆွန်းလေးကနှလုံးစာ သုံးလုံးစာလေးပဲချက်မင်းလုံးသုံးလုံးစာလောက်လေးရဟာဦးဇင်းကြီးဆွန်းလေးကလည်းနေလာကြီးလားမင်းဥစားနှလုံးစာသုံးလုံးစာလေးရှိ့ ဟင်းကွက်ကလေးတွေရဲ့လှန့်ကြီးအာဟင်းကွက်ကလည်းမင်းဥစားပဲပြုတ်စီမမာဘူးကွာမင်းဥစားနောက်တခါတခွက်လှန့်ကြီးအာဒါကလည်းချင်းမောင်ရဲ့ရေလုံးပြုတ်ကြီးပဲမင်းခန္ဓာကိုယ်ကြီးနဲ့မဝပါဘူးလို့ပြောတယ်ဒီမှာတပည့်တော်မန္တလေးလာတာဖျား၃နှစ်ကျော်ပါပြီဖျားတည့်ရမှဆွမ်းမြဝအောင်မရဘူးပါဘူးဖျား ြည်သံအတော်ဘုံကန်နေတဲ့ကုတော်ကြီးအသားကလည်းမဲကတ္တရာစီဘုံစစ်စည်းတုတ်ထားတဲ့အတိုင်းပဲကတ္တရာစီဘုံဆိုမဲတယ်မဟုတ်လားအဲ့ဒီစစ်စည်းတုတ်လိုက်တော့ပူမဲသွားတယ်ကတ္တရာစီဘုံစစ်စည်းတုတ်ထားတဲ့အတိုင်းမင်းအသားကလည်းမဲလာကြီးလားကွာမျက်နှာကလည်းကြောက်ပေါက်မာရီပါတော့မင်းဘယ်သူမှမကြည်ညိုပါဘူးကွာဒီမှာမြင်တဲ့အတိုင်းပါပဲဖေရလို့ပြော เอไอ้တော့မင်းဘုံကြီးတဲ့ဤငါပေးမယ်ယူမလားလို့ပြောဘုံကြီးတဲ့ဤယူခြင်းပါလေဖေယူခြင်းပါလေဖေဆိုင်မနေပါနဲ့အခုပေးပါဖေသူကပြောတယ်သူကဆိုင်နေနေရဲ့သူရဲ့ဆိုင်နေမေ့သွားလို့သူမရပဲနေမစိုးလို့သူကဘယ်လိုပြောတော့အခုပေးပါလို့ပြောတယ်เนาะ အခုဝိဝါစကဲတပည့်တော်ကြီးလာလာလာဆိုပြီးတော့အဲသမာဓိရွှေဦးမြုပ်ဖို့ရတဲ့ကျောင်းမော်ခေါ်သွားကျောင်းမော်ကျတော့စိတ်ပရီလေးတကုံးပေးတဲ့စိတ်ပရီလေးဟောလို့လက်ခလေလေးနဲ့ဒီလိုလေးမလက်မလေးနဲ့ဟောလို့စေအရဟံအရဟံအရဟံနဲ့တပတ်စေအရဟံအရဟံနဲ့တပတ်ပရီတပတ်မဲ့ပရီလုံးပဲနှလုံးပါတော့ <laughs> ောင်တရားရှိကွယ်ဗုဒ္ဓဆဲဆိုသားမှာဤတရားရှိလုံဘုရားသခင်ရဲ့ခြေတော်ကအကွက်ကလေးတွေစက်တော်စက်လက္ခဏာလေးတွေတရားရှိကွယ်ပါတဲ့ဟုတ်လားဟိဘုရားသခင်ရဲ့ခြေတော်ရာခြေဘဝမှာအကွက်လေးတွေဘလောက်ပါတော့အဲ့ဒီတရားရှိကွယ်အထိမ့်မှနေနဲ့စိတ်ပရိကိုဘယ်နှလုံးလောက်ရတရားရှိလုံး อรหังอรหังอรหันเนติปัสสีนาวตัมมาตัมพุทโธปริตะลุงชะตัมมาตัมพุทโธปริตะลุงชะเนเอลุเนตัมมาตัมพุทโธตัมมาตัมพุทโธเนติปัสสีเบนปัตยะโรนาวบาสิกเมဝိဇာသရဏသံပါနောပရိတလုံးချဝိဇာသရဏသံပါနောနဲ့တပတ်စေဘယ်နှပတ်ရလဲပြီးတော့ပါစိတ်မြန် သူကတော်သူကတော်သူကတော်နဲ့တပတ်စီဘယ်နှပတ်ရတော့၄ပတ်ရသွားနော်ပြီးတော့ဗာစိတ်နော်လောကဝိတုပရိတလုံးချလောကဝိတုဝတိတလုံးချလောကဝိတုနဲ့တပတ်စီဘယ်နှပတ်ရတော့၅ပတ်ရပြီးတော့ဗာစိတ်မယ်အနုတ္တရောနဲ့တပတ်စီရတယ် အနုတ္တရောပရိတလုံးချအနုတ္တရောပရိတလုံးချအနုတ္တရောအနုတ္တရောအနုတ္တရောနဲ့တပတ်စီပရိ6ပတ်ရသွားဟုတ်တာဟိအနုတ္တရောစိတ်ပြီးရင်ဗာစိတ်မြင်ဥရိနာဓမ္မသာရတိဥရိနာဓမ္မဆိုတာဆုံးမတဲ့နဲ့ပုဂ္ဂိုလ်ကိုသာရတိဆိုတာဆုံးမတတ်တယ်အင်္ဂုလိမာလာကြီးတို့လူတွေလိုက်တန်းပြီးတော့လက်ညှိုးဖြတ်နေတဲ့အလွန်ဆိုးတဲ့ တခိုးဓမြကြီးတွေလို့တောင်းမဖရာယဉ်ကြည်အောင်ယဟနာဖြစ်အောင်ဆုံးမတတ်တယ်เนาะပုရိသဓမ္မသာရတိပရိတလုံးချပုရိသဓမ္မသာရတိပုရိသဓမ္မသာရတိနဲ့တပတ်စေဘယ်နှပတ်ရတော့ခုနှစ်ပတ်ရသွားပြီးတော့ တတ္ထာဒီဝမနုဿာနံနတ်လူတို့ရဲ့ဆရာသခင်ဖြစ်တော်မူသောဖရာတတ္ထာဒီဝမနုဿာနံတတ္ထာဒီဝမနုဿာနံတပတ်စေဘယ်နှပါတို့ရှင်းမှန်ရှိသွားပြီပြီးတော့ပါစိတ်မယ်ဘုဒ္ဓောဘုဒ္ဓောဘုဒ္ဓောနဲ့တပတ်စေဘယ်နှပါတို့ပြီးတော့ဘဂဝါဟုတ်လား ဘဂဝါဘုံတကူကြီးတော်မူသောမြတ်စွာဘုရားဘဂဝါဘဂဝါဘဂဝါနဲ့တပတ်စိဘယ်နှပတ်တုံးအေးဆေပါဘုရားကုံတော်ဆေပါတပတ်တပတ်နဲ့စိတ်လိုက်တာဆေပါအဲ့ဒါမင်းနေ့လေ7နာရီကိုဆေပါစိညအိယာဝန်ဆေပါစိတ် မနေ့ဣရာထကို10ဗတ်စိတ်တနေ့ကိုပရိမတ်30စိတ်မင်းဘုံကြည့်ပြီလို့ပြောဟုတ်လားဟေ့မနေ့ဣရာထ10ဗတ်နေ့လယ်12နာရီညဣရာဝင်တနေ့ကိုပရိမတ်ဘယ်လောက်စိတ်ရမလဲ30စိတ်အဲ့ဒါတမာတိရွှေအိုးမြုပ်တာတဲ့ဘာရွှေအိုးမြုပ်တာတော့ အဲ့ဒီတမာတိရွှေအိုမြုပ်ပြီဆိုရင်ဘုံကြီးပြီပေါ့ကွာလို့ပြောတမာတပီတော့ဒီနေ့နေ့လေကစပါမယ်ဖေဟာသူကဘုံကကြီးကျင်လာပေါ့ဟိုသိတ်ဆိုင်နေလို့မဖြစ်ဘူးเนาะတို့တရားနာပရိသတ်တွေလေဒီကတရားဘုံကပြီးလို့ပြန်သွားရင်အိမ်ကြတော့တရားခေါ်ဓမ္မကတိကလေးရှိတာကွာအိတ်ရှင်ပေါ့ဆိုတော့တန်းပြီးတော့အိတ်မပြစ်လိုက်နဲ့เนาะသတိပဲနှစ်ပတ်စိတ်လေရအောင်လို့ ဆယ်ပါးစိတ်လားဗရိယမစိတ်တာကြတော့မှုတွေတက်နေတယ်ဒီလိုပွက်ပြလိုက်ဟုတ်လားဗရိယမစိတ်တာကြရင်မှုတက်တတ်တယ်နော်အေးအေးဗရိမှုတက်မခံနဲ့စိတ်နေတိုင်းနတ်ပြင်ကမနဲ့အိယာထတော့ဆယ်ပါးစိတ်နေ့လေ72နာရီဆိုးတော့ကြတော့တနေ့ကိုဗရိမလောက်တော့ ေး30စိတ်ရမှာအဲ့ဒီဥစဉ်ကြီးကလည်းစိတ်တယ်နေ့လေ7နှစ်နာရီဆိုတော့7ဗတ်ညအေးရဝန်းတော့တော့7ဗတ်နောက်တနေ့မနေ့အေးရထားတော့7ဗတ်မန္တရီကဆွန်းစောစောခံရတော့6နာရီထို့သူဆွန်းခံပြီအဲ့တော့သူကဟွန်ကန်သွားဖို့တပိတ်တုတ်သင်္ကန်းလေးယုံထွက်လာဆရာတော်ကြီးဥယံကုံကဟေးဟိုဥစဉ်ကြီးလာတော့မင်းတမင်းသတိစိတ်ကလားစိတ်ပါဗျာမနေ့ကနေ့လေ7ဗတ် ညာအိယာဝန်7ပါးဒီနေ့မနေ့ခင်အိယာထားတော့7ပါးစိတ်ခဲ့ပါပြီဖျာမနည်းရငါပြောတာနဲ့ကြမ်းသွားလို့ကနည်းနည်းလေးကြံနေတယ်ဓမ္မအမိန်ရှိပါဖျာကုလဆွမ်းခံသွားပြီဆိုရင်မေတ္တာတုတ်ရွတ်သွားရတယ်မေတ္တာတုတ်ရရလားရပါဗျာရရွတ်ပြတ်သန်းရွတ်ပြတယ်ဘူးပြိဋ္ဌာန်တိရောမေတ္တာတုတ်ရကြသလား ဟာမခီးပါမင်းလားဒုပရိဒတ်လေနော်အေးမေတ္တာတို့မရွတ်ချင်ရင်ကျမ်းမာပါသည်ချမ်းသာပါသည်တွေ့တဲ့လူမှန်မှလူတွေ့တွေ့ခွေးတွေ့တွေ့ကြက်တွေ့တွေ့နှဲ့တွေ့တွေ့နှက်ကလေးတွေပဲတွေ့တွေ့ဘယ်လိုပွားရမလို့ကျမ်းမာပါသည်ချမ်းသာပါသည်ဟုတ်လားဟေးပြန်ပွားပြလိုက်သမ်းပါအောင်အေးตาလီသမီးလေးတွေကို အမေတို့အဖေတို့ကတာတာလေးကျမ်းမာပါသည်တမီးလေးကြတော့လဲမိမိလေးကျမ်းမာပါသည်ဒီလိုဆိုရဲမဟုတ်လားအေးအဲ့လိုပဲပွားသွားအနန္တစကြဝဠာနိအနန္တတတ္တဝါတရွေဘေယံခတိင္ကိဉ္စိမာသီကြောင်းညာခတိင္ကိဉ္စိမာသီစိယေခတိင္ကိဉ္စိမာသီ ကိုစေဝံအေຈံကြပါစေကဲဆိုကြည်သားမအနန္တစัจ java ဝလာနေအနန္တတတ္တဝါတရွေဘိယံခသိင်ကိငိမ့်ပါစေကြောင်းညာခသိင်ကိငိမ့်ပါစေရှင်ရခသိင်ကိငိမ့်ပါစေ ကိုစေဝံအေချမ်းကြပါစေအဲ့ဒါတမာရီရွှေအိုမြုပ်တာခေါ်တယ်။ဘာရွှေအိုမြုပ်တာတော့အေးရွှေအိုတမာရီရွှေအိုမြုပ်ကိုရာအတွက်ကမ္မထမ်း40ရှိ ကမ္မထမ်း40လုံးလုပ်မနေနဲ့တော့ဒီနှစ်ခုဆိုရင်ဗုဒ္ဓနုဒ္ဓတိကမ္မထမ်းမေတ္တာကမ္မထမ်းဖျားကုံတော်7ပါးပရိစိတ်တာကဗုဒ္ဓနုဒ္ဓတိကမ္မထမ်းဟုတ်လားဟေ့ မေတ္တာပို့တာကမေတ္တာကမ္မထာအဲ့ဒီကမ္မထာနှစ်ခုပွားလိုက်ရင်တမာတိရွှေအိုပြည့်ရောပေါ့တဲ့ဟုတ်လားဟေးအေးအဲ့ဒီကုတော်ကြီးနောက်3-4လလောက်ရှိတော့ဆရာတော်ကြီးကငါ့တပည့်ကြီးဘယ်လိုများနေတော့ဟဲ့ဆိုသူဆွမ်းကပြန်လာမဲ့လမ်းကနေပြီးတော့တပြည့်စီလဲစောက်နေတဲ့အဲ့ဒီကုတော်ကြီးဆွမ်းကပြန်လာတော့ဟေးဟိုကုတော်ကြီးလာသောင်းအောင်မင်းသမီးလှပြသောင်း လှပြအာသပိတ်တဝက်ကျော်နေပြအရင်တော့သူဘလောက်ပဲရတာတော့သုံးလုံးစာလောက်ကလေးရတာအခုကျတော့သပိတ်တဝက်ကျော်နေမင်းတော်တော်တော့ဟုတ်နေပါလားတမဖျားတပည့်တော်ဆရာတော်ပြောတဲ့အတိုင်ဖျားကုံတော်တနည်းပရိပတ်30စိတ်မေတ္တာပွားလို့ခုဆုံးနေရပါပြီဖျားလို့အာနေသီးတာဘောကသပိတ်ကမောက်ချန်သွားမယ်နေသီးတဲ့စိတ်ဦးတမစိတ်မှဖျားတပည့်တော်တသက်လုံးစိတ်ပါတယ် ေးမင်းတသက်လုံးစိတ်ရင်တသက်လုံးချမ်းသာပြီပေါ့ဒီဘဝရင်ဘယ်ကမလဲတသန္တရာလုံးချမ်းသာပြီတော့နိဗ္ဗာန်ရသည်အထိမင်းလွယ်လွယ်လေးရမယ်လို့အမိန့်ရှိတဲ့နော်တို့တရားနာပရိသတ်တွေလည်းတသက်လုံးစိတ်ရမှာနော်အေးပြင်းညသလားအေးဒီအပြန်လို့ရှိရင်တတိတွေမှုတက်ရင်ပြန်မှုမတက်စီအောင်ဟဲ့ဆိုပြီးတော့ ီလိုပွတ်တာပြီးတော့စိတ်သဘောပေါက်လားဟေးအေး